ဲ့ဒီနေ့ကိုခင်မောင်ဦးရဲ့တော့ချိန်ထားတာပဲဟာကိုခင်မောင်ရောက်ရောက်ရောက်ဟုတ်လားမင်္ဂလာပါမင်္ဂလာပါကိုဟုတ်ကဲ့ထိုင်ကိုထိုင်ကိုဟုတ်ကဲ့အဲ့တဖိပိုင်အောင်ပြင်ထားတာပဲအာဒီလိုပဲပါပါပေါ့ဟုတ်ကဲ့လာမဲ့28ရက်နေ့ကြာလို့ရှင်ကျွန်တော်တို့အဖွဲ့ချုပ်ကအဖွဲ့ချုပ်မွေးနေ့ပေါ့နော်အဲ့ဒီမွေးနေ့ရှိတယ်ဟုတ်အဲ့အဲ့ဒီမွေးနေ့လည်းအကူလည်းသိမှာပေါ့အာအကူကတော့ ကျွန်တော်တို့အကူနဲ့ပါတီမှာတန်တရားလူတွေဆိုတော့ပါတီထောင်တန်းနဲ့အဲ့ဒီကိုရောက်ရောင်းနေစီရင်ခီးစဉ်တွေအကုန်လုံးဒါအကူကတော့ဒီပူလို့ရတာဗောလေအကူကဒီအန်တီနားမှာနေတဲ့ခါကျတော့အကူကအများကြီးလက်သိမှာဗောအဲ့တော့ကျွန်တော်တို့အမှတ်တရအနေနဲ့ကျွန်တော်တို့ဘယ်လိုလုပ်ခဲ့ရလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့တက္ကီရအောင်နဲ့ပြောမယ်အေးဒီရအကူပြောခြင်းနေဆိုတော့ကျွန်တော်ကျွန်တော်တို့ကစစ်စစ်ဖြစ်တော့ဒီလိုပဲဒါပြည်သူတရားလုံးနဲ့ပါဝင်ပြီးတော့ လှူရှားဆောင်ရွက်တဲ့အခါကျတော့ကျွန်တော်လည်းတပိုင်းတနိုင်ပေါ့ဗျာအဲ့အချိန်ကတော့ကွာလူငယ်ပေါ့ဆိုတော့လုံရင်ကိုင်းနဲ့နောက်ဆုံးအာနာသိမ့်တဲ့အခါကျတော့ကျွန်တော်လည်းတို့ကကျို့ဟာအဲ့လိုပေါ့အခု G Z တို့ပေါ့ဗျာကျွန်တော်လည်းအရင်တော့20ရောဆို G Z တွေပေါ့အင်းဆိုတော့လူငယ်ရဲ့စိတ်ဆန္ဒတည့်ရတိုင်းပဲတို့ချင်းကိုင်းသေးရှိတော့အဲ့တော့မထင်မှဖဲနဲ့ရွေချက်တွေအကောင့်တွေဖော်မယ်ဆိုပြီးတော့ တနေရာကိုရောက်သွားတော့ပေါ့အဲဒီကနေပြီးတော့မှဘာပြန်ပြီးတော့သတင်းကြားတယ်ဆိုတော့ဒီ NLD ကဒီပါတီထောင်လိုက်ပြီကျွန်တော်တို့စက်တင်ဘာ29ရက်နေ့ကပါတီထောင်လိုက်တယ်ဆိုတော့ကျွန်တော်တို့ကလည်းဒါတော့အပေါ်ပေါ်လေဒီဝဲနေခဲ့တာပဲဒါပေမဲ့အဲ့ချိန်မှာကျွန်တော်နဲ့အတူတူနေခဲ့တဲ့လူကြီးပိုင်းတွေကနေပြီးတော့မှဘာပြောလဲဆိုတော့ဒီမိုးကြီးကဒုက္ခရေးသွားမှဆိုရင် ပါတီနိုင်ငံရဲ့ပဲသွားလို့ရမယ်အဲ့တော့အဲ့ဒါလေပါတီထောင်ကြီးသုံးဘက်လောက်ဝင်ကြအောင်ကြားလိုက်ရတော့ဟာအဲ့ဒါနဲ့ကိုယ်ကလေးဆိုတော့ဗျာကျွန်တော်ဆိုတာနိုင်ငံရဲ့တည်ရတိုင်းပဲအခုလိုကြေကြေပြန်ပြန်ဒူဒူငယ်လေးတို့မဟုတ်ဘူးလေကျွန်တော်ထေတော့အဲ့ဒါနဲ့ပြန်မထူးပြန်ဖို့ပဲစိတ်ဝင်သွားတော့ဟုတ်ပါရောပြန်မယ်ပြန်ပြီးတော့အဲ့ဒါနဲ့ကျွန်တော်ပြန်တော့အဲ့မှာကျွန်တော်နဲ့ပတ်သက်တဲ့အဲ့လူကြီးပေါ့ဗျာ ပြီးတော့ဟာမင်းဘယ်လိုလဲပါရလားဟာအဲ့ကျွန်တော်ကတော့ဒီလိုပဲပြန်လာတယ်ဆိုတော့အမေအဲ့ဒါဆိုရင်တော့ငါတို့လည်းလည်းပါတီကိုဝင်နေတော့ဆက်သူကြီးဦးဆောင်နေပါတီကိုငါတို့လည်းဝင်လိုက်ပြီးလှူရှာအောင်ပေါ့ဆိုတော့အဲ့ဒါနဲ့ဒါဆိုရင်တော့ကျော်လည်းဝင်မယ်ပေါ့အောင်စုတယ်ဟဲ့အောင်စုတယ်အဲ့မှာကျွန်တော်တို့ကဝင်လိုက်တာဝင်လိုက်ပြီးတော့အဲ့လိုပဲဒီစိတ်ကဒီပေါ်မှာရှိနေတဲ့ခါကျတော့ အဲ့လိုစီယုံရေးပါညာပေါ့ဟိုတပိုင်းတနိုင်လေးတွေလိုက်လက်ပြီးလုပ်ကင်ဆောင်ရွက်ခဲ့တာပေါ့နောက်တော့ဒေါ်ဆိုင်ဆိုတာလဲကျွန်တော်တို့ကဒီရှင်ရုံဖျားမှာဟောပြောဝဲလို့တော့ကျွန်တော်တို့ကဝင်းရံခဲ့တာ။အိုးဘုရားကလေးဆိုပြင်ဘက်ကနေပြီးတော့มาပဲ။ဘာဖြစ်လို့ဘူးကွန်လဲ။ဒုံညိုဟေးပေါ့ဗျာ။ဒီလိုပဲဘောကလူကြီးတွေဟိုစီစဉ်နေအနေထားကိုကျွန်တော်ကနောက်ကလိုက်ပြီးတော့ဝင်းရံခဲ့တာ။အဲအဲ့လိုတည်းနေခဲ့ဘူးတဲ့ခါကျတော့လောက်ခဲ့ဘူးတော့ တော်ဆန်းစုကြည်ရဲ့အဲ့မှာပြောတာဆိုတာတွေကိုလည်းကျွန်တော်တို့ကကြားသိခဲ့ရတဲ့အခါကျတော့ဟိုဖွင့်လဲပြောရင်အဲ့ဒီရှင်တွေကတော်ဆန်းစုလေးတက်လေးသားတယ်ကျွန်တော်တို့ကအာဒါဆိုရင်တော့ဘာလို့ဒီဒီလိုကောင်းဆောင်မျိုးနဲ့ဆိုတော့ကျွန်တော်ဝိုင်းဝင်းပြီးနောက်ကနေလိုက်ရအောင်ပြီးတော့ကျွန်တော်လုပ်ကြတဲ့အခါကျတော့အဲ့ဒီမှာကျွန်တော်ကဒီကြိုက်သူလို့ အဲ့ဘီနေပဲလေအဲ့ဘက်ကြီးကျွန်တော်ကရောက်တယ်ရောက်ပြီးသားရဲ့မှာလှုပ်ရှားတဲ့အချိန်မှာပဲဒီတော်ဆန်းစုကြည်ကအဲ့အချိန်မှာမကွေးဖြည်းစင်တခုသာမသိဘူးအသွားခဲ့ပြီသွားခဲ့ပြီးတော့အလားနဲ့တော်ဆန်းစုကြည်ကမိုးလာမဲဆိုတော့ဟာဝမ်းလာွားဝမ်းလာွားအားလည်းဟာသာမသိတော့ပူကောင်းတော့ဗျာအလားနဲ့ကျွန်တော်တို့နေ့ရက်လဲဆိုတော့ကျွန်တော်ဒီကမှာ၁၄ရက်နေ့ ဒီတောင်ကရှစ်ဆက်ချစ်ပေါ့ဗျဝင်းကျင်ပါပဲအဲ့အဲ့မှာပဲမေယာအကြီးတွေကိုလာလာတဲ့ခါကျတော့ကျွန်တော်လည်းတော်လှန်ကြီးတွေဆိုတော့ဒီလိုပဲဟိုအတွေ့အကြုံတွေကမှမရှိဘူးလေဘူးမှလည်းမရှိဘူးဘူးမှမရှိဘူးအဲ့လိုပဲသူလာတဲ့ခါကျတော့မထင်မှတ်ဖက်နဲ့ကြူတာလေကြိုက်သူကစတင်ဖျက်တော့ဟာကြူကြတာကြူကြတာဒီခါလူဒူကြနဲတာမဟုတ်ဘူးဘယ်ကနေဘလို့ထွက်လာလဲပေါ့နော်မတိုင်ပင်ထားမဲ့နဲ့ကိုတိုင်ပင်ထားမဲ့နဲ့ကိုအေး အဲ့ဒါနဲ့တရင်ကြပြီးလာတဲ့ခါကျတော့ဒီလမ်းမဒီမျိုးတွေမျိုးတွေလမ်းမတွေကပြည့်စံတာပဲကြူကြဟာကျွန်တော်ကလည်းဟာဝမ်းနေတာတော့ဗောဗျာအေးဗောအေးဗောဟာအဲ့ဒါနဲ့လုံရင်းနဲ့ကျွန်တော်တို့မောမအိတ်ကြီးတင်ကဒေါ်ဆက်သူကြီးညညအိတ်တယ်ညညအိတ်ပြီး16နှစ်ပြန်တယ်ဗျပြန်တော့အဲ့ပြန်တဲ့နေ့မှာပဲမှတ်မှတ်ရရဒီကျွန်တော်တို့ဒီပါတီ ုပ်ရှားတယ်ဟိုတော့ကတော့စီဝေအဖွဲ့ဝင်နေဘူးအဲ့ဒီမှာတချို့လဲဒီပြောမယ်ဆိုရင်တော့နာမည်တော့ပြောတော့ဘူးကြာကျော်ကကြတော့ကျူကျုံကြိုက်မှာပဲပြောသိပြောထိုက်တဲ့လူပဲထိုးပြောတော့မဟုတ်ဘူးအဲ့ဒီမှာစပြီးအဖမ်းခံရတာ73ရောက်အဲ့ဒီကဒီဒေါ်ဆန်းစုကြည်ညနေခီးတင်ပြီးညနေကောင်းပါဖမ်းလာမောင်ပြောပြအချိန်မှာဖမ်းလာကြိုက်သူက၄ရောက်ဖမ်းခံရတယ်ဘီလင်း၄ရောက် ော့တထုံးဝတယောက်ပေါင်ဝ၄ယောက်ဆိုတော့ကျွန်တော်၃ယောက်အဲ့ဒါပထမဆုံးဖန်ခံရအဲ့ဒီမှာအဖန်ခံတဲ့ပုံကူတွေသူတို့ကဘာလို့ဖန်လဲဆိုတော့ဒီစီယုံကြီးကလူအကြီးကကြိုကြတဲ့ဟာကြီးကမော်မြန်တဲ့ဘောဆိုနဲတိုင်းမှမဟုတ်တာအဲ့မှာဒီကောင်လက်ဝါးတယ်အဲ့အပိုင်းတော့သူတို့ရဲ့ဒီအလာပိုင်းလေးပေါ်မှာဒါချိတ်ချောက်မှုတစ်ခုပဲသူထင်လားမသိဘူး ဒါကြောင့်တကယ်ကိုအမာခံတကယ်ကိုကခေါင်းဆောင်လေးဖမ်းပြတယ်အဲ့လိုနီးနေဖြစ်တော့ကျွန်တော်ကအဲ့မှာကြိုက်ထုတ်မှကြံသေးတော့နောက်နေ့မနေ့ကျတော့ကျွန်တော်ဟိုတော့ဖုန်းနဲ့ဆက်တဲ့ခါတော့အချင်းကိုဆက်ရအဲ့ချင်းကနေတစ်ဆင့်ကျွန်တော်လိုချင်တဲ့ဖုန်းနံပါတ်ကိုခေါ်ရဟမ်းဖုန်းနေမရှိသေးဘူးဘာမှမရှိသေးဘူးဘာမှမရှိဂျိုးဖုန်းတော့ဘာအိမ်တိုင်းမရှိဘူးအိမ်တိုင်းမရှိဘူးဒီကျွန်တော်တို့ဆက်သွယ်ရေးလုပ်ချင်တော့မှအများဆုံးလက်ဖေးတိုင်းမှာ လူများတဲ့နေရာတွေမှာပဲလဖေးဒီတယ်လီဖုန်းတွေအရရှိတော့အဲ့ဒီနေရာမှာကျွန်တော်တို့ကအဲ့ဒီချက်တူကတချို့ပုံကိုတွေနဲ့လဖေးနဲ့ထိုင်ရင်းနဲ့ကျွန်တော်တို့ကအဲ့မှာမနေ့ဖော်ဟိုအောင်ရန်ကုန်ဆက်တာဟုတ်ဆက်တာဆက်ပြီးတော့ဒီလိုဒီလိုဖားခံရတယ်ဆိုအချင်းရနေမှာအဲ့လားကျွန်တော်ကိုယ်တိုင်ပြောတာအေးပါအဲ့လိုလိုဖြစ်သွားဆိုတော့အဲ့လဖေးတန်းနေပဲအဲ့လိုပဲပြောတယ်လူကြီးတွေပေါ့ဗျာအတိပေးတော့သူတိသွားကြတိတဲ့တိအလားပြီးတဲ့ပြီးတော့ကျွန်တော် ဒီဟာကကြံခဲ့တာကျွန်တော်ရှိတယ်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ထိုင်တဲ့ဝိုင်းရတယောက်ကရောက်လာတကယ်ကြောက်လာဟေ့လူတဲ့ခင်ဗျားဟိုကလည်းအင်းဟိုတဲ့ရေးဒီဝိုင်းနေပြီဟာခင်ဗျားတက်တော့ဆိုတော့ကံကောင်းတယ်ကျွန်တော်အဲ့လက်ဖေးတန်ကနေမှကျွန်တော်ကအဲ့ရထိုင်နေတဲ့လူကနေပြီးတော့ဟာဒါဆိုရင်ရှောင်းခင်ဗျားရှောင်းတော့ဆိုအဲ့ရနေကျွန်တော်ရှောင်းထွက်သွားတာရှောင်းထွက်သွားတော့အဲ့ဒီမှာရှောင်းပြီးပြေးတတ်ရလာဗျာအဲ့မှာကျွန်တော်တို့ဟို ဟိုဘယ်လိုပြောမလဲကရင်ပြည်နယ်ဘက်တွေရောပါရောအာရှုပ်ရှုပ်ခတ်သွားတာပဲအဲနောက်ကြတော့အဲ့ရနေမှကျွန်တော်တပတ်လောက်နေပြီးကျွန်တော်ရန်ကုန်ပြန်လာရန်ကုန်ပြန်ပြီးတော့မှအဲ့ဒါကျွန်တော်ဟိုကနေဒီအခြေအနေတွေကိုအသေးစိတ်တွေကိုကျွန်တော်ဟိုကတော်ဆန်းစုကြည့်ဦးမြို့ကျွန်တော်အဲ့တော့တင်ပြတာပေါ့အဲ့တော့အန်ဒီပေါ့ဗျာကျွန်တော်တင်ပြပြောပြပြောပြတဲ့ခါကျတော့ အဲ့တော့ဟိုအသေးသေးတော့ပြီးသွားတာပေါ့အဲ့မှာဘဘဦးတင်ကနေပြီးတော့အဲ့တော့တိုင်းမှုဘုရုံညံနေပေါ့ဗျာညံနေကိုဒီလူဒီမှာဖာပြစ်မှရှိတာမဟုတ်ဘူးဆိုပြီးတော့မေတ္တာရက်ခံစောင်းအဘဘဦးတင်ကိုယ်တိုင်လက်မထိုးပြီးတော့အဲ့စောင်းကျွန်တော်မပြန်ရဲတော့အဲ့တောင်နေပဲကျွန်တော်ကချိန်ပြီးတော့အကယ်ခင်ဗျားတို့ပဲကြည့်လောက်လိုက်လို့ဆိုပြီးတော့ထည့်ပြလိုက်တယ်အဲ့ဒါအဲ့ရနေပြီးပါတီကနေစပြီးတော့ဝင်တဲ့အချိန်မှာဟင် အဲ့ရနေပရောလို့ပြီးပြီးပြီးတော့မှအဲ့ဒီပါတီထဲမှာလို့လို့ရင်းနဲ့အဲ့လိုပဲနောက်လူငယ်ညီသားကန်လေးလူငယ်ညီသားကန်လေးကျွန်တော်တို့ရောင်းတိုင်းတိုင်းပေါ်ခဲ့တာဟုတ်အခုတန်းတော့လည်းဒါတီးပြီးသားဟဲ့အဲ့ရနေမှတခါလူငယ်ညီသားကန်လူငယ်လေးလို့ရင်းနဲ့အရင်တော့ကတော့ကျွန်တော်တို့ကဟိုခရိုင်နေမရှိဘူးကျွန်တော်တို့အန်နယ်ဒီပဲကျွန်တော်တို့ကမြို့နယ်မြို့နယ်မြို့နယ်စုထူပြီးဖြစ်တာအဲ့ရနေမှကျွန်တော်တို့က ဘလို့ဖြစ်သွားလဲဆိုတော့အမေကဇူလိုင်20မှာဖမ်းခံရတဲ့ခါကျတော့အဲ့ဒီမှာလူငယ်ကောင်းကောင်းတော်တော်များများလဲတမင်နဲ့တူပါသွားတာလေပါသွားတဲ့ခါကျတော့ခေါင်းထဲမှာတွေ့တယ်အေးချန်နေရချန်နေရတူပွဲရကျွန်တော်လည်းအဲ့မှာတကထပ်ပြေးရပြန်ရောအဲအဲ့ဒါပြေးနေရောင်းတော့မောလာတဲ့လာအခြေလေးပြေးကောင်းတာပဲအဲ့ဒါကြီးသလားပြေးနေအဲ့ဒါနဲ့အဲ့ရနေတခါအဲ့ဒီကျွန်တော်ပြန်ပြီးတော့အကောင့်ထဲပေါ်တော့ ျွန်တော်တို့ကဒီဆက်ဆက်ကိုကိုလောက်မှာကျွန်တော်ကမြို့နယ်သူတာဝန်ခံဖြစ်ပြီးတော့မှအဲ့ရရောင်းတိုင်းတွင်တက်ဖြစ်တာပေါ့ဗျာတက်ဖြစ်တော့ဒုံနိုင်တော့တော့ကျွန်တော်လည်းအဲ့လိုပေါ့ဗျာဟိုလုတ်ခဲ့တာပဲဒါပေမဲ့ဟိုအဲ့ဂျာထဲမှာတော့ဟိုအမှတ်တရတွေတော့ရှိတယ်ဘာလို့လုတ်ခဲ့ရတော့ဒါအဲ့ခေတ်ကတော့မီဒီယာရဲ့တိတ်ပေါ့မီဒီယာမရှိဘူးအဲ့ဒီနေ့ ဘူးအင်းနဲ့ဒီနှစ်ခုပဲအော်အိန္ဒိယအဲတနေ့ကအော်အိန္ဒိယជី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 နဲ့လေအဲဒီတော့ဌာနမှာအဲအဲ့ဒါလေជីជីជីနဲ့နားထောင်ရတာပေါ့အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့အပြောင်းလဲဖြစ်နိုင်မလားဆိုပြီးတော့လုပ်တဲ့အခါကျတော့ကျွန်တော်မန္တလေးကိုအဲကျွန်တော်ရေနောက်ဘူးကတော့ပြောလို့ရတာပေါ့ဗျာအင်းအင်းကျွန်တော်ဒီတကယ်တမ်းပြောရင် ဥမောဘူးဆိုတာကျွန်တော်သိရမလားကျွန်တော်တို့နောက်ဆုံး AGI မှာစုံသွားတာဘယ်လိုမှအားနဲ့ဥမောဘူးလို့ကျွန်တော်တို့မန္တလေးဟိုအားလုပ်ပြီးတော့တက်တော့အချိန်ကမန္တလေးကတိုင်းမှုကဘူရုတ်ထုံးကြီးတက်ထမှာပတ္တနိဘူကဆောင်ပွဲကဒီလိုလုပ်တာကုသနာအဲဟုတ်တလားကြော်လောက်ဖြစ်သွားတယ်ဒါလုပ်ထားရတယ်ချထားရတယ်အဲ့ဒါနဲ့တဲတော့လေကျွန်တော်လည်းဆက်ဆိုင်မဲမဲကပုံမှန်သွားတက်ပြည်လေဆိုတော့ ဦးရွာကျောင်းမှာပဲကျွန်တော်ကတဲရအဲတဲတော့အဲ့ဒါနဲ့ဘာဇာလန်းနေညဘက်ကျတော့ဆွေးနေတဲ့ခါကအဲ့လိုလိုပဲပါဏနုကန်ဆောင်တာဘာလဲပေါ့အဲမေးတဲ့ခါကျတော့အဲ့မှာဦးရွာကတော့ရှင်းပြဘာဘာဘာဆိုတော့အဲ့နဲ့ကျွန်တော်ရောင်းပြိုင်ကန်ရအောင်လို့ဆိုတော့အဲအဲ့မှာအဲ့ရဟိုပြောမဆိုရင်တော့ဟိုဖုန်းတစ်ပါးကတော့အဲ့ချင်းနဲ့ရောင်းတိုင်းရဟပြုတ်ဒီမှာသူကလည်းအချင်းကြီးပိုင်းနဲ့တပါးပါတယ်လေဟိုသူ့တော့နာမည်တက်မပြောတော့ဘူး အဲ့ဒါနဲ့ရောင်းကြရင်ရှားမင်းဟိုကြီးอ่ะဟိုဟာတာဝန်ယူဟိုဟာတော့ဥမောကတော့လူကြီးပိုင်းနေတာဝန်ယူကျော်သူငယ်ပိုင်းတာဝန်ယူမယ်ဆိုပြီးတော့အဲ့ဒါနဲ့ကျွန်တော်ကစီမံကိန်းကိုအဲ့ငါတက်ကြည့်ဖေးအားမှာကျွန်တော်နေဟိုဘောမကြမကြကျွန်တော်ထိဆက်ပြီးတော့ဆွေးနွေးတော့နေကြတာပေါ့။နော်တက်ကလည်းနီးတာ။နီးရနေတော့အဲကျွန်တော်တို့ကလည်းအချင်းကပွန့်နေပြောရင်ဗျ။ ဒီအခုလိုပေါ့ဗျာကျွန်တော်တို့ဒလန်နေပေါ့ဗျာအဲ့ဒီရန်နေရာလဲကြောက်ရပြီဆိုတော့ကျွန်တော်တောင်းတောင်းနေရာတွေမှာတကပြောလို့မရဘူး